တို့ဖတ်များအောင်မင်္ဂလာပါကလောကွန်နာအားနဲ့ပြန်လဲကျူဆိုလိုက်ပါတယ်ဒီညတော့ချန်ပီယံလိကချန်ပီယံလိညမှာတော့အာချက်သီးဖတ်နေရတော့တော်တော်လေးမှပျော်နေလောက်ပြီလို့ထင်တယ်ဘာဖြစ်လို့ဆိုလို့ဆိုရင်သူတို့တို့အကောင်းဆုံးရလက်တွေကိုအာဖော်ဆောင်ပေးနိုင်လို့အဲဒီနေ့မှာတော့ပျော်ရွှင်စရာအခိုက်အတန့်တွေနဲ့ဂျုံနေရမယ်လို့တော့ကျွန်တော်ထင်တယ်โอเคအဲ့ဆိုလို့ဆိုရင်ကျွန်တော်ပွဲကြောင်းလေးကိုအရင်သွားလိုက်ကပွဲကြောင်းလေးမပြောခင်ကျွန်တော်ရဲ့ YouTube channel လေးကို Lion Sacred လို့မလုပ်ကတည်းက Lion Sacred လုပ်ပြီးကုညီပေးတော်လို့ရပါတယ်။ Okay အဆိုလို့ရှိရင်ကျွန်တော်တို့အဲဘွဲ့ချောင်းလေးတော့ဘွဲ့ချောင်းလေးရတော့ကျွန်တော်တို့ဒီဘွဲ့မှာတော့အာအချင်းချက်စီရတော့ဘေဘေကောင်1ဒီဆိုပြီးတော့နိုင်သွားတယ်။အဲဒီနိုင်ရလိုက်ကြောင်းပဲချက်စီတို့အာတော်တော်လေးဥမှာအဲအချင်းနေကောင်းအောင်တယ်လို့ပြောလို့ရတယ်။ဘာဖြစ်လို့ဆိုတော့ရှင်ကျွန်တော်တို့ပထမပြီးမြလေးဘွဲ့စဉ်ချောင်းမှာတွေ့ထားတဲ့အချင်းနေနဲ့အခုချန်ပီယံလိမ်းမှာတွေ့ရတဲ့ အခြေကတော့တော်တော်လေးမှာကွာပြီးတော့ချက်စီကစားသမားတွေအနေနဲ့အင်္ဂလိပ်ဖြစ်တဲ့အတွက် AI အားကစားပြီးတော့ဒီထက်ပိုပြီးတော့ဂိုးတွေရတဲ့နယ်လို့ထင်တယ်ဒါပေမဲ့တစ်ဖက်ကလည်းဘေမီကာရဲ့ဂိုးသမားရဲ့အကောင်းမှုကြောင့်ချက်စီတို့ဂိုးအများကြီးမရဘူးပြောအဲဒီသွင်းသွားတဲ့ဂိုးလေးကိုတော့ကျွန်တော်တို့ဖျက်ပြန်ဆန်းစစ်လိုက်ရင်အဲသူတို့9မိနစ်လောက်မှာပေါ့အဲဆန့်ချက်အဲ ဖေးသွားတဲ့တလုံးရှိတယ်ပြီးလို့ဆိုလို့ရှင် net အခုရောက်သွားတဲ့သူတို့ဝန်စီဆိုတဲ့အာပထမကိုကတော့ net တို့တင်ပေးလိုက်တဲ့အလုံးခနာချိုကပိတ်သွင်းတာပိတ်ပြီးတော့သွင်းတဲ့အချိန်မှာဒါမှလည်းအာသူတို့အာချက်စည်းကစားသမားတစ်စီမျိုးပဲနဲ့အဲဘေမီကာရဲ့ကစားသမားတွေနောက်တန်းနဲ့ထိပ်ပြီးတော့အဲကိုးဝင်သွားအဲဒီကိုးကလည်းနေပဲစပြီးတော့အဲတပွဲလုံးပြီးသွားတယ်ဒါမှလည်းဒီနေ့ပွဲမှာပြောတဲ့အချက်ကနှစ်ဖက်ကိုယ်တမတွေတော်တော်လေးမှကောင်းမွန်တဲ့လက်ဆွမ်းတွေပြတ်သွားတယ်ပြတ်သွား သွားနိုင်တယ်လို့တော့ကျွန်တော်ထင်တယ်ဘာဖြစ်လဲလို့ဆိုရင်တစ်ဖက်ကချက်စီလဲဒီတိုင်းပဲအဲဘီမီကာရဲ့ကစားသမားတွေလွတ်ထွက်လာတဲ့အလုံးတွေတချို့အလုံးတွေကန်သွင်းချက်တွေတော်တော်လေးကိုကောင်းမွန်တဲ့အလုံးတွေရှိပြီးတော့ဒါပေမဲ့ကိုယ်တော်ကဆန့်ချက်အကောင်းဆုံးကာကွယ်ပြီးတော့ဒီနေ့အဲကိုမပေးအောင်ဆွဆောင်သွားနိုင်တယ်တစ်ဖက်ကအဲဘီမီကာလည်းဒီတိုင်းပါပဲအဲချက်စီရဲ့တိုက်ဆက်ကစားသမားတွေဖြစ်တဲ့ တိုက်စစ်ကစားသမားဖြစ်တဲ့ဘလို့ရှိမှဆိုပြီးကာနာချူကာနာချူအဒုတိယကန်တဲ့အလုံးလာမှတဲ့အလုံးလည်းတော်တော်လေးမှကောင်းမှတဲ့အဲကိုသမားစေသွားတယ်ဒီနေ့ပွဲမှာတော့အများကြီးတော့ပြောတတ်မလို့တစ်ဖက်ကချက်စီချက်စီကတော့သူတို့ရဲ့အိမ်ဝင်းပြပြတတဒီနေ့မှာဘောလုံးကင်တယ်ပြီးလို့ဆိုလို့တင်တိုက်စစ်ဆင်ပြီးတော့သူကွင်းလည်းတကြောလောက်မှာပဲသူတို့ဘောလုံးကင်ပြီးတော့တိုက်စစ်ဆင်တယ်တစ်ဖက်ကဖီမီကာနင်းနေတော့ဒီနေ့ပွဲမှာသူတို့ကောင်တာ လုံးလေးလောက်ပဲအဲတုံးချနိုင်တယ်လို့ထင်တယ်ပြီးလို့ဆိုလို့ရှိရင်တို့ရဲ့အဲနောက်တန်းကိုခြေစည်းရဲ့နောက်တန်းကိုဒီနေ့ခြေစည်းနောက်တန်းကတော်တော်လေးမှကောင်းမွန်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဘာဖြစ်လို့ဆိုရင်ဒီနေ့အဲမင်းနဲ့80ဆော်ရဲ့ကျော်80လောက်မှာဘေမီကာကစားသမားတွေကန်တင်နဲ့အလုံးအဲခြေလုံးကဖြတ်သွားတဲ့အလုံးကတော်တော်လေးမှကောင်းမွန်တယ်လို့ကျွန်တော်ကတော့ထင်တယ်အလုံးဒါပေးလိုက်လို့ဆိုလို့ဆိုရင်အဲရလက်တည်းကတမျိုးတစ်ပုံပြောင်းလဲသွားနိုင်တယ်လို့ထင်တယ်ဒါပေမဲ့အဲဒီလုံကတော့တော်တော်လေးဥမှာခြာလိုးကရဲ့အဲ နောက်တန်းကိုဒီလေးချာလုံးကြုံအောင်ဆော့ကစားတဲ့ပုံစံတော့တော်တော်လေးဥမာဒီနေ့ပွဲမှာအားရကျင်းနေဖို့တော့ကောင်းတယ်လို့တော့ကျွန်တော်ထင်တယ်ပြလို့စင်ကွင်းလေကွင်းလေလေဒီနေ့ချက်စီကွင်းလေတော်တော်လေးမှာကောင်းတယ်ဘောလုံးတွေတိတ်မပြတ်ဘူးပြလို့ဆက်လို့စင်အာတိုက်စစ်ကိုလိုက်ပါမှုတွေမှာတော်တော်လေးမှာကောင်းမွန်တဲ့နဲ့ကစားသမားတွေရှိတယ်ပြလို့စင်သူတို့ဒုတိယပိုင်းလောက်မှာဒါရစ်စ်ဂျင်းတို့ဘာတို့ထက်ပွဲထက်ထုတ်လာပြီးတော့သူတို့အာ ကိုရနိုင်ရေရှိအောင်ဆိုပြီးတော့ထပ်ပြီးတော့တိုက်တယ်ဒါမှလည်းတစ်ဖက်ကလည်းဗမိကလည်းခန်းစစ်ကိုတော်တော်လေးမှကောင်းမွန်ပြီးတော့သူတံမြန်တံမြန်ကစားကွက်တွေကိုပဲသူတို့လည်းအဲချောင်းနေလို့ပြောလို့ရတယ်ဘာလို့လဲဆိုရင်သူတို့ချက်သီးကိုအလောက်ထိအများကြီးဖိအားမပေးနိုင်ဘူးဗျာဖိအားသူတို့လွတ်ထွက်သွားတဲ့အလုံးတွေပြီးတော့ဆိုရင်သူတို့အကောင်နာပြန်ရင်းတော့ဆော့တဲ့အလုံးတွေဆိုလို့ချက်သီးကစားသမားတွေရဲ့လှင်မြန်မှုနဲ့နောက်တန်းတွေရဲ့အဲ တည်တည်ချာချာပိတ်ပြီးတော့ကစားတဲ့အတွက်ကြောင့်ဗီမီကန်ဒီနေနဲ့ဒီနေ့ပွဲမှာလုံးဝကိုင်းရတာတော်တော်လေးဥမာခက်ခဲပြီးတော့သူတို့ရှုံရလက်နဲ့ပဲဒီနေ့ပွဲမှာအဲပြန်သွားရတယ်ဗျာတစ်ဖက်ကချက်စည်းအသင်းနေနဲ့ဒီနေ့နိုင်ပွဲကြောင့်တော်တော်လေးဥမာကောင်းမွန်တဲ့ရလက်ကိုဖုံပုံဖော်နိုင်တဲ့အတွက်ကြောင့်ပြီးလို့ဆိုရင်နောက်လာမယ့်ပြီးမြလေးပြီးမြလေးမှလည်းဒီတော့သူတို့ရဲ့အိမ်ကမှလီဗာပူးကိုအခန့်ရှင်ပြိုင်ရမယ့်အတွက်ကြောင့်ဒီနေ့အနိုင်ရရှိသွားတဲ့အတွက်ကြောင့်သူတို့ကစားသမားတွေအနေနဲ့တော်တော်လေးဥမာကောင်းမွန်တဲ့အဲစိတ်က ပိုင်းဆိုင်ရာကိုတော့ရသွားမယ်လို့ထင်တယ်ဘာလို့လဲဆိုရင်တစ်ဖက်ကလည်းလီဝါပူးကလည်းအဲဒီနေ့ပွဲချန်ပီယံလိပွဲမှာသူတို့လည်းဝမ်ဇီနဲ့ပဲရှုံးတယ်ဝေကမသွားကစားပြီးတော့ချက်စီကတော့ဒါပေမဲ့အိမ်ကွေးမှာကစားပြီးတော့ဝမ်ဇီနဲ့နိုင်တဲ့အတွက်ကြောင့်ပြီးလို့ဆိုရင်လည်းပြီးပြန်လိပွဲစဉ်ခုံပါလေသူတို့ရဲ့အိမ်ကွေးမှာပဲထပ်ပြီးကစားမယ်အတွက်ကြောင့်ချက်စီအနေနဲ့တော်တော်ကောင်းမွန်တဲ့အခြေအနေကိုပိုင်ဆိုင်ထားနိုင်တယ်လို့ပြောရမယ်။ Okay အဲဆိုလို့ဆိုရင်ကျွန်တော်အဲဒီပွဲလေးမှာတော့ကျွန်တော်နောက်ကကစားသမားတွေအနေနဲ့တော့အာတော်တော်လေးမှကောင်းမွန်ကြတယ်အဓိကဖြစ်ရတယ်ကျွန်တော်ကွင်းလဲ ကွင်းလင်းတော့ဒီနေ့အဲပွဲထလာတဲ့ချက်စီကွင်းလင်းမှာတော့အန်ဇိုတို့ဘာလို့ဆိုလို့လဲတော်တော်လေးဥမာကောင်းတယ်ပြီးလို့ဆိုရင်ကာနာချိုကာနာချိုကတော့အဲအဲ့လောက်ဒီသူ့ရဲ့သူ့ကိုလဝင်းကိုပို့ပြီးတော့ဆော့တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာကျွန်တော်စိတ်ထင်တယ်သူထင်တယ်လောက်တိတ်ပြီးတော့မလုပြနိုင်ဘူးလို့တော့ထင်တယ်ဒီကတော့ချက်စီရဲ့အဲ့ဒီမှာကွင်းလင်မှာဘောလုံးပဲကင်ပြီးတော့ပြီးလို့ဆိုရင်တောင်မန်တွေကိုပြန်ဖြတ်တယ်ပြန်ဖြတ်ပြီးတော့ဒီတိုင်းပဲသူတို့ဟိုတစ်ဖက်ကဘီဘီကရဲ့နောက်တန်းတွေရဲ့ ပိတ်ဆို့မှုကြောင့်သူတို့လည်းဘလို့မှကန့်သွင်းချက်တွေမရှိဘူးဒါမှမဟုတ်အတော်လေးကောင်းမွန်တဲ့ကန့်သွင်းချက်တွေဆိုလည်းတစ်ဖက်ကဘင်ဖီကာရဲ့ကိုယ်တော်ရဲ့ပိတ်ဆို့ကောက်မှုတွေကြောင့်ဒီနေ့ပွဲမှာထင်သလားတော့အကုန်မရခဲ့ဘူးဒါမှမဟုတ်သူတို့ဝမ်းစည်းနဲ့အနိုင်သွားတဲ့အတွက်ကြောင့်သုံးမှတ်ရတဲ့အတွက်ကြောင့်တော်တော်လေးမှကောင်းမွန်တဲ့ဟိုကြတဲ့အမှားတွေအနေနဲ့ကောင်းမွန်တဲ့စိတ်တခုအောင်တော့ရသွားမယ်လို့ထင်တယ်။ Okay အဲဆိုလို့ရှိရင်ကျွန်တော်တို့အာနောက်ပွဲမှာလည်းပြင်းပြလေးပွဲမှာလည်းအဲတို့ဒီခြေစမ်းကောင်းနေတာဆက်လက်ပြသထားနိုင်မယ်ဆိုတော့ လဘဘူးနဲ့တွေ့တဲ့ပွဲကတော့လဘဘူးကတော့တိတ်တော့အလွယ်ဘူးလို့တော့ထင်တယ်ဘာဖြစ်လို့လဲလဘဘူးကလည်းဒီနေ့ပွဲမှာနှစ်ပွဲဆက်ရှုံးနေထားတဲ့အတွက်ကြောင့်ချက်စီရဲ့အင်ကွင်းမှာတွားရောက်ရင်ဆိုင်မဲ့တဲ့တော့ဖိအားတွေတော့တော်တော်များနေတဖက်ကချက်စီချက်စီရဲ့ကျတော့အဲ့လိုမဟုတ်ဘဲနဲ့ဒီနေ့ပွဲမှာလည်းနိုင်ထားတဲ့အတွက်ကြောင့်သူတို့အတွက်ကတော်တော်လေးမှအာ pressure တိတ်ပြီးတော့မရှိသလောက်ဖြစ်သွားမယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုရင်ပြီးများလိမ့်မှာအင်ကွင်းလဲကမ်းမဲ့အတွက်ကြောင့် โอเคအဲ့ဆိုလို့ဆိုရင်အဲဒီနေ့ပွဲလေးကတော့အဲချက်စီးကတော့အနိုင်သွားတယ်ဗျာနိုင်သွားတဲ့တော့တို့သုံးမဲ့ထရတယ်အဲ့အတွက်ကြောင့်တို့လည်းနောက်ချန်ပီယံလိပွဲတွေမှာအဝေးကမှတွားရောက်ရှင်ပြိုင်မဲ့ပွဲတွေမှာဘယ်လိုရလဒ်တွေထွက်ပေါ်မလဲဆိုတာတော့ကျွန်တော်တို့ညကိုတင်တဲ့တို့စောင့်မျှော်ကြည့်ရှုပြီးအားပေးနိုင်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော် YouTube channel လေးကို like subscribe လုပ်ကြတဲ့ရင် like subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်။ like ကြည့်ရှုပြီးတဲ့ညီကိုတယောက်ချင်းနေတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံ တွေ့ကြပါဘောဗျာ